မင်္ဂလာပါလို့ဦးစွာဗနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘာမိတ်ရီကက်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်မနက်6နာရီဘန်ကောက်မြို့မှာခန်းလောင်ဟာအကျန်းဖတ်နေနေအထူးဆောင်တောင်တယောက်ဖြစ်ပြီးသူ့ရဲ့မရှင်အတွက်ဘာတစ်ခုမှအသွင်ယူပြီးကပြဖြောပြနေရတာ ပါသူ့ရဲ့ကော့ကော့ပြီးကပြတဲ့အကွက်တွေကိုအောက်က6တီကလည်းကျွေးစင်းနေကြပါပြီတစ်ဖက်မှာလည်း Guide Star တထေးကြီး1တယောက်တပည့်တပန်းနေနဲ့အယောင်းဝယ်လုံးမဲ့နေရာကိုလာနေတာတပည့်ဖြစ်သူကလည်းအေးအေးတွေပြက်နေလို့ ူ့ရဲ့တတိပေါ်ကိုမိပြီးအိပ်ပြီးလိုက်ပါလာပါတယ်ဒီလိုနဲ့သူတို့ချိန်ထားတဲ့နေရာကိုရောက်တော့တပည့်ကနိုးလာပြီကားပေါ်ကနေအစင်နောက်လှည့်မကြည့်ပဲဒါကပိတ်ချလိုက်လို့ဝမ်ရဲ့ခေါင်းကကားမှန်ကိုကျုံပြီးထွက်လာပါတယ်ဝမ်ကမပြောပဲကြည်နေကအပြင်ထွက်လာပြီးအနာကိုအဝတ်နဲ့တုပ်နေတော့ကားသမားမောင်းသွားလို့သူ့ခြေထောက်ကိုထပ်ပြီးကျိတ်သွားပြန်ပါတယ်တပတ်မှလည်းခံလောင်ကကားကွက်ဆန်းနေနဲ့ကပြဖြောပြေးနေပြီးအချောက်တွေကလည်းတယုံယုံပါပဲအပြင်မှာလဲဝမ်ကတပည့်တပန်းတွေတယုံယုံနဲ့ရောက်လာတာ ဓာတ်လီကားတဲ့ကိုအားလုံးလိုက်ဝင်နေလို့ဝမ်ကဟစ်ကောင်နေငါပြောတာကိုလိုက်ပြောကြလန်းလူကြက်တယ်လူကြက်တယ်ကွာအမြန်ထွက်ပြီးခွဲလိုက်စမ်းလို့ပြောလိုက်တော့မှတဝက်ကထွက်နေခဲ့ကအပေါ်ကိုတက်လာကြပြီခံလောင်အသွင်ယူထားတဲ့ဘားတဲ့ကိုယောက်လာပြီးအထူးနေရာကိုဝင်သွားကဝမ်ကိုစကားပြောရင်အမြဲရဲတဲ့လူကနှုတ်ဆက်လိုက်ပြီးအကိုဝမ်ခမည်းနှဖိုးကဘသူဖနှက်ရလဲဝမ်လဲနည်းနည်းတော့မျက်နှာပြတ်သွားကသူ့တပည့်ကိုတစ်ချက်ရှိုးလိုက်ပါတယ်ရန်နေတဲ့လူကလည်းပစ္စည်းကိုအကိုဝမ်မှုပြတာတခြားလူတွေဆိုရင်မပြဘူး တပည့်တယောက်ကိုကွန်ပျူတာကနေပြခိုင်းလိုက်ပါတယ်။တပည့်ဖြစ်သူကလည်းကွန်ပျူတာကိုမဖွင့်ပေးလို့ဝမ်ကဘာမှမမြင်ရဘူးလို့ဆိုတော့ဟာမင်းတို့ကလည်းဖွင့်ပေးလိုက်လေ။အကူဝမ်ကငတုံးကြီးဟာလို့ဟာဟာဟာနဲ့ရင်းနေပါတယ်။ဝမ်ကလည်းဆက်ပွင့်လာတော့ဒုံးကြီးပုံစံတစ်ခုကိုမြင်ပြီးသဘောကျနေကဒါကိုလည်းခံလောင်ရဲ့တွဲဘက်စင်ကအချက်ပြလိုက်ပြီ။ခံလောင်ကလည်းကကွက်ဆန်းတွေကိုယက်ပြီးယူနီဖောင်းချင်းကစင်ကိုလည်းတနက်တက်လက်ပေးလိုက်ပါတယ်။သူအချက်ပြရင်ပြစ်လိုက်ဖို့လည်းမှားလိုက်ပါတယ်။မင်းတနက်ရောပြစ်တတ်ရလား။အာကိုကလည်းဗျာ မိမတော်ကအဖေနဲ့ငှက်ပြစ်နေကြပါဗျ။အေးဟုတ်ပြီအဲ့ဒါဆိုရင်လဲခုနငါပြောတဲ့ရေနေတဲ့တက်ကိုငါအချက်ပြတာနဲ့ပြစ်လို့မှားထားပါတယ်။ဝမ်ကလည်းတပည့်ကျော်ကြီးကိုပတ်စံတောင်းလိုက်ပါတယ်။ဆရာကျွန်တော်မှမရှိဘူးလေ။မင်းစီမှမရှိရင်ရှိတဲ့လူစီကယူဖို့ကဒီတော့ဘေးကတယောက်စီကနေပတ်စံအိတ်ကိုလှမ်းယူလိုက်တော့အကိုဝမ်ရဲ့ထိတ်ကိုခောက်မိသွားပါတယ်။စင်ကလည်းတနက်ကိုကြည့်ပြီးဘလို့ပြစ်ရတာလဲဟာ။ဒီတော့ခံလောက်ကမင်းတကယ်ရောပြစ်တဲ့ရလားလို့ဆိုပြီးမောင်းကိုဆွဲပြီးပြစ်။ဟာဘာလို့မောင်းကိုဆွဲရတာလဲ။ ဟာမောင်းကိုဆွဲမှပြစ်လို့ရတာလေကြီးပေါက်လဲဖွင့်ထားအောင်ကြီးပေါက်ကမမဖွင့်ရတာလေဟာမင်းတကယ်ရောပြီးရောပြစ်တတ်ရဲ့လားကွာဟာပြောပြီးရင်ကောနေမာတော့ကပြစ်ပူးပါတယ်ဆိုဒီတော့ခံလောင်ကပုံနေခိုင်းပြီးအသင်ဆောင်ခိုင်းကသူကထွက်သွားပြီးအပေါင်းဆောင်နေတဲ့နှစ်ယောက်ကိုအမောင့်သိပ်ပြစ်လိုက်ပါတယ်ပီတာနဲ့အယောင်းဝယ်လုပ်နေတဲ့ခန်းထဲကိုဝင်သွားပြီးတယောက်မှမလုပ်ကြနဲ့ဒီတော့ဝမ်ကလည်းဓာတ်အဖာထားလဲရင်နေတဲ့လူကလည်းအရင်မပြတ်ပဲအကိုဝမ်ရဲ့အထာတွေမလားလို့ပြောကရင်နေတော့ စင်ကတနတ်ကိုကလိနေကြီးထွက်သွားပြီးခေါင်းကိုမှန်သွားပါတယ်။ဟာလခွမ်းဟာဆိုပြီးခံလောင်းလဲသူကဥအောင်ပြစ်ပြီးပုံလဲရပါတယ်။ဒီအချိန်မှာပဲအယောင်းဝယ်လုံနေတဲ့အဖွဲနှစ်ခုလည်းတစ်ဖက်နဲ့တစ်ဖက်ပြစ်ကြခတ်ကြပါတော့တယ်။ဝိုင်ကလည်းပြီးနေတဖက်ကိုခုံဖို့လှုပ်ချိန်မှာပဲသူရဲ့တပည့်ကျော်ကအိတ်နဲ့ဝင်တိုက်သွားလို့အောက်ကိုပြုတ်ကျသွားပါတယ်။အောက်ကိုရောက်တော့ဆရာဖလိုရောက်နေတာလေ။ပြုတ်ကျတာဟေ့လို့ဆိုပြီးဆက်ပြေးနေကြရင်တနေရာကိုရောက်တော့သူကောင်းပေါ်ကနေတနတ်ကြော်ပြစ်နေလို့ခေကောင်နေတော်တော့ဟာငိုက်စပင်နေကုံတော့မယ်လို့ဆိုပြီးဆက်ပြေးကြပြန်ပါတယ်။ ခံလောင်ကလည်းအနောက်ကနေတရရန်လိုက်ပြီးတိုက်ခိုက်နေတာဝမ်တို့အဖွဲ့ကအစင်းရဲ့အရှိကနေဖြတ်သွားတာလားယူမဆိုင်နိုင်ပဲတနတ်နဲ့အလုတ်ရှုံနေတာတဘောမပေါက်နိုင်ဖြစ်နေပြီမောင်းတင်ထားလျက်ကြီးနဲ့ပြောင်းဝါကိုချောင်းကြည့်နေပါလေခံလောင်ကရောက်လာတော့မှစင်မင်းဘာလုပ်နေတာလဲထိုင်နေတာလीဟိုကောင်နေဘယ်ဘက်ကိုထွက်ပြေးသွားလဲလုံပြီးတော့ဟိုဘက်ကိုလို့ဆိုပြီးတနတ်နဲ့ချိန်ပြလိုက်တော့တနတ်ကကြီးစံထွက်သွားလို့လှန်သွားတာခံလောင်လည်းသူ့ရဲ့အနားမှာဆက်မနေရဲတော့လို့ဝမ်တို့နောက်ကိုဆက်လိုက်ပါတယ် ဒါလည်းစင်ကကြီးနှခါတော်ထွက်ပြီးတာတော့ဘလို့ဖြစ်ရတာလဲနားမလည်သေးပါဘူး။ခံလောင်းကလည်းဝမ်တို့အဖွဲနဲ့ပြစ်ကြခတ်ကြရင်တစ်ဖက်တိုက်ကမှန်တန်ရှင်းရေးလုံနေတဲ့လူတွေရဲ့စင်ကိုမှန်ပြီးတစ်ဖက်ပြုတ်သွားကတယောက်ကကြံတဲ့တယောက်ကိုဘောင်းမီကိုဆွဲထားပြီးတန်းလန်းကြီးဖြစ်နေပြီ။နောက်တော့ဘောင်းမီကျွတ်ပြီးအောက်ပြုတ်ကြသွားပါတယ်။ဒီချိန်မှာပဲဘောင်းမီမရှိတော့တဲ့တယောက်ကတွဲလောင်းကြီးဖြစ်နေချိန်မှာပဲဗတင်းတကားကပွင့်လာပြီ။ငှက်ဝါသနာအိုးဖြစ်နေတာ။အိုးဒီငှက်ကဘာငှက်လဲကခေါင်းကလည်းခရင်ရောင်ကြီးနဲ့ တွဲလောင်ဖြစ်နေတဲ့လူလဲခင်းရောင်ငှက်ပါလို့ရောချလိုက်ပါတယ်ဒီနမီနဲ့ငှက်တကားမှငါမကြောက်ဘူးအဝေးကြီးပြန်လာရတာထင်တယ်ခေါင်းမွေးတွေလည်းပြောင်းလို့မွေးတွေကလည်းရှုပ်ရှက်ခတ်နေတာပဲရှုပ်သွားစမ်းဆိုပြီးလက်နဲ့တောက်ချလိုက်တော့တွဲလောင်ဖြစ်နေတဲ့လူလဲအောက်ကိုပြုတ်ကျသွားပါတယ်ခံလောင်ကလည်းဝမ်တို့နောက်ကိုလိုက်နေပြီးဝမ်ရင်တပည့်တယောက်ကိုပြစ်ထဲလိုက်လို့တတ်နတ်မှန်သွားကဝမ်ကိုနှုတ်ဆက်ပြီးမှတည်သွားပါတယ်ဝမ်ကလည်းမင်းရဲ့တတ်တိအတွက်ရဲရင်ချင်းစုတစိတ်ချင်းမြင်ပေးပါမယ်လို့ဆိုပါတယ် ဓာတ်လေကားနဲ့ဆက်ဆင်းသွားတော့လေမီးအောက်ထပ်ကိုရောက်သွားလို့စိတ်တို့ပြီးသူ့ဘာသာသူနှစ်ကမြင်းကြီးတက်ကိုတတ်သွားပါတယ်ဒီချိန်မှာပဲခံလောင်နဲ့တက်တက်တိုးပြီးပြစ်ချခတ်ကြရင်တပည့်လုတ်သူကဝိုင်းရဲ့ပခုံးပေါ်ကနေတနတ်တင်ပြစ်နေလို့ဒီတခါတော့တီးမခံနိုင်တော့ပဲတပည့်ဖြစ်သူရဲ့လက်ကိုဆွဲကအရှိကိုကန်ပြစ်လိုက်ပြီးဂျုံးပြစ်ကြသွားတဲ့အခါမှာခံလောင်ကလည်းပြစ်တယ်လို့ဝမ်ကလည်းစိတ်တူတူနဲ့သူ့ရဲ့တပည့်ကိုအနောက်ကနေပြစ်ထည့်ပြီးထွက်ပြေးပါတယ်ကျန်တဲ့သူ့တပည့်တွေနဲ့တွေ့တော့အတူပြေးနေရင်တယောက်ကိုကာပြစ်ဖို့ထားခဲ့တာ အဲ့ဒီလူကလည်းတစ်ချက်ပြင်းမျက်ခုံးတစ်ဖက်အပေါ်ကိုလှုပ်နေပြီးခံလောင်ကလည်းမျက်ခုံးလူကိုထိအောင်ပြစ်ပြီးထားခဲ့လိုက်ပါတယ်ပြီးတာနဲ့ဆက်လိုက်ပြီးသူ့ရှိကိုကားအမြင်ကြီးနဲ့ရောက်ချလာပြီးဝါကမျက်စာပြစ်ပြုံးလိုက်ပြီးသူ့ကိုပြစ်ခွာတော့အမိန်ပေးလိုက်တော့တပည့်လုံသူကလည်းအာဘီဂျီနဲ့တဲပြီးထုတ်ထဲလိုက်တာငင်ငင်လေးရက်နေတဲ့ခံလောင်ကိုမထီးပြဲနောက်ကသွားနေတဲ့ကားကိုမှန်သွားပါတယ်ဒီတော့ဝါကဒီလောက်နင်းနင်းလေးတောင်ထိအောင်မပြစ်နိုင်ဘူးလားဆိုပြီးပောက်ကွဲနေတာခံလောင်ကဆိုင်ကယ်တစ်စီးယူပြီးထွက်ပြေးတော့နောက်ကနေအာဘီဂျီနဲ့တလုံးပြီးတလုံးလိုက်ထုပါတယ် ။ဒါပေမဲ့ခန်းလောင်းကိုတစ်ချက်မှမထိပါဘူး။အရှိကဆိုင်ကင်းနဲ့ပြီးအနောက်ကကားနဲ့လိုက်နေပြီးပြည့်နေလို့။ဘာစကားမှတ်တိုင်ကလူတွေကလည်းရုပ်ရှင်ရိုက်နေတယ်ထင်ပြီးကြည့်နေကြတော့တယောက်ကိုတနက်မှန်သွားလို့ထွက်ပြေးကြပါတယ်။ခန်းလောင်းကလည်းခုံပြန်ပြီးသွားတော့အနောက်ကကားကလည်းခုံပြန်ပြီးလိုက်နေတာ။ကားပါကင်းနေတဲ့အထဲကိုဆိုင်ကင်းကဝင်သွားတော့ဆက်လိုက်လို့မရတော့ပဲပြည့်နေလို့ခန်းလောင်းကအပေါ်ကနေပြောင်ပြလိုက်ပါတယ်။ဝမ်ကလည်း RPG နဲ့တဲပြီးထုလိုက်လို့နိုင်ရန်ပွင့်ထွက်သွားပြီ။အပေါက်ကနေဆိုင်ကင်းနဲ့ခုံချလာတာ လူကတန်းမှာခိုနေခဲ့ပြီးဆိုင်ကယ်ကကားပေါ်ကိုအကျမှာပဲတနက်နဲ့ပြစ်လိုက်လို့မီးလောင်ပေါက်ကွဲသွားပါတယ်ဝမ်ကလည်းနောက်မှာပုန်းနေပြီးငါမသိသေးဘူးကွာလို့អော်ပြောကထွက်ပြေးသွားပါတယ်ဒီချိန်မှာပဲကားအယောင်းပြာကန်တစ်ခုမှာကားယောင်းတဲ့လူကဝယ်တဲ့လူတွေကိုအတင်းနေကားဆမ်းမောင်းခိုင်းနေပြီးတော်သွားอยู่ပါတယ်ဝမ်ကလည်းပြေးလာရင်လမ်းမှာတွေ့တဲ့ကားတစ်စီးကိုတက်စီးပြီးပြေးတော့ခံလောင်နဲ့အနောက်ကလိုက်မရတဲ့အခါမှာကားရှိုးရုံးထဲကိုအဝင်ကားကြော်ညာတဲ့လူကလည်းကားလာကြည့်တယ်ထင်ပြီးတော့ကိုအတင်းထိုးပြီးတော့ခံလောင်နဲ့ဘာမှမပြောဘဲ အမြန်တံမောင်းလိုက်တော့ကားရောက်တဲ့လူတော်ထိုင်းကုန်းဘောကိုမထိုင်ရသေးပါဘူး။ဝမ်ကလည်းကားမောင်းနေရင်ကားလန်းကူးတဲ့အဖွားကိုနှေးလို့ရန်တွေ့နေတာ။အဖွားကြီးမြန်မြန်သွားလေတည်သွားခြင်းလို့လား။ငါကားမောင်းလာတာနှစ်30ရှိပြီဘယ်သူမှမတိုက်ခဲ့ဘူးသေးဘူးပေါ့လား။ဒီဆိုအဖွားကလည်းမခံပါဘူး။ငါလည်းလမ်းဖြတ်ကူးလာတာနှစ်60ရှိပြီ။တခါမှကားတိုက်မခံရဘူးသေးဘူးနင့်ကိုနေမတိအောင်သာအရင်လှုပ်လို့ဆိုဆဲသွားပါလေ။ဒီချိန်မှာပဲခံလောင်ကဝမ်ကိုမိလာပြီးတနက်နဲ့ပြစ်လို့ငိုကြည့်နေပါပြီ။ ခံလောင်းနဲ့ကားကိုဘေးတစောင်းမောင်းလိုက်တော့ကားရောက်တဲ့လူကပွားနေလို့ဖနှောင်းနဲ့ပေါက်ထက်လိုက်တာအတန်တိတ်သွားပါတယ်။ဘာပဲဖြစ်ဖြစ်ဝမ်းကိုအသေးအတန်လိုက်ဖမ်းနေပြီ။ gas oil တွေတင်လာတဲ့ကားတစ်စီးကလည်းအဆီးတန်ဖြစ်သွားပြီ။ gas oil တွေလွင့်ထွက်ပြီးတပုံးပုံးနဲ့ပေါက်ကွဲနေလဲဆက်လိုက်နေတာ။ဝမ်းကကားရက်သွားတဲ့အခါမှာခံလောင်းကသူ့ရဲ့ကားကိုဝမ်းရဲ့ကားပေါ်ရောက်အောင်မောင်းချလိုက်ပြီ။အဟန့်လို့ဆိုကအကျန်းပါတိုက်ဖြတ်ရင်အထူးအကျင့်ဆိုတာငါပဲလို့ပြောလိုက်ကကားရောက်တဲ့လူကလည်းကားကိုဘယ်လိုလုပ်ရမလဲလို့မေးတော့ဝါရှော့ကိုပို့လိုက်လို့ခက်တီတီပဲပြောပြီး ဝမ်ကိုဖမ်းခေါ်သွားပါတယ်။ဝမ်ကလည်းစကမ်းရောက်တော့အော်ကြီးဟစ်ချင်တယ်ပြောဆိုလုပ်နေတာ။ငါရဲ့ဥပဒေယုံနဲ့ဒူးစီရိုက်သမားလို့ထင်နေလားလို့အော်ဟစ်ပြောနေပြီ။ငါမိသားစုနောက်ခံကိုမတည်သေးဘူးထင်တယ်။ငါရဲ့အဖေကကြောက်မြတ်ရတနာကုန်းတယ်။ငါအမေကဘိုးဘိုးဘမ်းမအလုပ်လုပ်တာ။ငါအကိုကလည်းဝင်ကြီးဌာနကလူမင်းတို့ပြဿနာတက်ပြီ။စကမ်းဘူးကလည်းခန်းလောင်ကိုအပြည့်အစည်တွေများလို့ပြောဆိုကြိမ်းမောင်းနေပြီ။ဒီချိန်မှာပဲမိမဖုန်းဝင်လာလို့ပြော့အချစ်လေး ခောက်ဆွဲပြုတ်ဝဲလာခဲ့မယ်နော်ဘာညာပြောနေပြီ6နာရီပြန်လာမယ်နော်ဆိုပြီးဖုန်းချလိုက်တာခံလောင်ကိုလည်းထပ်ကျိမ့်မောင်းနေပြီဖုန်းကလည်းထပ်ပြန်လာကမိမဖြစ်သူကခောက်ဆွဲပြုတ်ကိုငားနဲ့မှားနေလို့အေးအချီလေးဝဲခဲ့မယ်ဘာညာဆိုပြီးဖုန်းပြန်ချကခံလောင်ကိုထပ်ပြီးပြောဆိုလုပ်နေပါတယ်ဒီချိန်မှာပဲမိမဖြစ်သူကဖုန်းထပ်ဝင်လာလို့စိတ်တူတူနဲ့ခောက်ဆွဲပြုတ်လည်းမစားနဲ့တော့6နာရီလည်းပြန်မလာတော့ဘူးဆိုပြီးစိတ်တူတူနဲ့ပြောပြလိုက်တာခံလောင်ကိုလည်းထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ် ူအပြင်ရောက်တဲ့ခါမှာတော့ဝမ်ကလည်းငါကနိုင်ငံသားကောင်းစုရထားတာတုံးနေစက်တိုက်กว่าမင်းတို့ကိုတရားစွဲမယ်ခန်းလောင်ကိုမြင်တော့လဲမင်းကိုလည်းတရားစွဲမယ်မင်းမျက်နှာနဲ့တူတဲ့လူတွေပါအကုန်တရားစွဲမယ်လို့အော်ဟစ်ပြောနေလို့ခန်းလောင်ကခုံနဲ့ကောက်ရိုက်ချလိုက်ပြီးဟောက်လိုက်တဲ့ခါမှာတော့ငြိမ်သွားပါတယ်အဲ့ဒီနောက်မှာတော့တာဝန်ကနေရန်နာခံရတဲ့ခန်းလောင်ကအင်ကိုပြန်လာပြီးသူ့ရဲ့မိန်းမကလည်းအလှပြင်ဆိုင်ဖွင့်ထားကသူရောက်တာနဲ့မိန်းမကိုစပြီးမျက်လုံးပိတ်လိုက်တာနဲ့မိန်းမဖြစ်သူကလည်းအချစ်ကြမ်းပါတယ်မိုးမုံအောင်ဆဲလိုက်ရင် ဇပိန်လုံနေတဲ့လူရဲ့ခေါင်းကိုစောင့်တွန်းလိုက်ပါခံလောင်ကိုလည်းအဝိတ်ဒီသွားလျှော်လို့ခိုင်းလိုက်တာခံလောင်ကအဝိတ်သွားလျှော်တော့မိမဖြစ်သူကလည်းသူ့လိုယောက်ျားမျိုးရထားတာမရတာကမှပိုကောင်းပါသေးတယ်အမရဲ့လို့ညှိညူနေပါတယ်ညာရောက်တော့မိမဖြစ်သူကခံလောင်ကိုအလုတ်လေးပါလေစူးစားခြင်းစိတ်လေးမွေးဥမှဖို့ဆိုပြီးပွားစီပွားစီလုံနေတာခံလောင်ကတော့မကြားကျင်အောင်ဆောင်ပြီးအိတ်ဖို့ပြင်းပါတယ်ဒီတော့မိမဖြစ်သူကမအိတ်ခင်ဘာလို့ရမယ်လို့ပြောထားလဲလို့ဆိုတော့လာအုပ်ကြီးလိုက်ပြီးပါဇက်ကနေပွားစီပွားစီယွနေလိုက်တာ သူယူနေတာကမိမကိုပူဇော်နေဂါထာတော်ကြီးပါပဲပြီးတာနဲ့အိတ်ဖို့ပြင်တော့မနှက်ပြန်ကြရင်ထိုင်းဘိုးတော်စီတွားပြီးပူဇော်ရအောင်သူကအရန်တကိုးကြီးတယ်တဲ့တွားပြီးပူဇော်တဲ့လူတိုင်းပြောကြတယ်အလုတ်ကောင်းကောင်းလေးရအောင်လို့တွားကြမယ်လို့ဆိုပါတယ်ဒီလိုနဲ့နောက်တနေ့မနှက်မှာတော့ဘိုးတော်အိမ်မှာလူစီကားနေပြီးဘိုးတော်ကလည်းစုံလဲစပွဲပေါ်မှာထိုင်းနေပြီးပေးရတဲ့ဘက်ကိုလှည့်လာကမျက်လုံးနဲ့တစ်ချက်ဝှေ့ကြည့်လိုက်တာနဲ့မိန်းကလေးတယောက်ကိုတန်းတွေ့သွားကဟေ့နင်းယောက်ျားကနောက်မင်းနေနေတာမလားအနားကိုတိုးလာစမ်း ရှင်သားတွေကိုလည်းလှမ်းကြည့်လိုက်ပြီးနှယောက်ကြားကအသက်ရှူကျက်နေလို့နေမယ်လို့ဆိုကပေါက်ကြီးရီပြောရင်မန်းမုတ်ထားတဲ့ပြားရီကိုနှခမ်းမှာလိမ့်ပေးလိုက်တပတ်အတွင်းအကျိုးထူးလာစေရမယ်ဒီချိန်မှာပဲတပည့်ကဆေးရပြားရီကုန်သွားပြီရပါတယ်ပြားရီမရှိတဲ့နောက်ချေးစိုလေးရှိသေးတယ်မလားယူလာခဲ့စွန်အားရှိတဲ့နောက်ချေးစိုမှုနှခမ်းမှာလိမ့်ပေးတော့မိတာနဲ့လက်ထဲကိုနောက်ချေးစိုဘူးလေးထည့်ပေးလိုက်ပြီးမော့ထားဆိုပြီးပေါက်ကြီးရီရွတ်ပြီးမျက်နာကိုမန်းမုတ်ပေးကပိုချောင်းဒီချောင်းနဲ့မျက်လုံးကလည်းချောင်းနေပြီး ပကုံးတစ်ဖက်ကိုလည်းဆွဲကင်လှုပ်ကြည့်လိုက်ပါသေးတယ်။ဒါကိုမြင်တော့ခံလောင်ကယုံရောယုံရရဲ့လာလို့ထားမိပါတယ်။အိမ်မဖြစ်သူကလည်းယုံလို့ရလို့လူတွေအများကြီးရောက်နေတာပေါ့။ဒီလိုနဲ့ထပ်ပြီးဘိုးတော်စီကိုမွေးရပါပိုလီယိုရောဂါတဲ့တယောက်ရောက်ချလာပြီ။အနားကိုခေါ်လိုက်ကခြေထောက်ကိုမန်းလိုက်ပြီ။သူရွတ်မလို့လှုပ်လိုက်တာနဲ့ဘိုးတော်ရဲ့တပုတ်တဲသောဂါထာတို့ကြီးကိုလူနာကတိုင်ပေးပါတယ်။ဟာမင်းကငါတိုင်ပေးရမှာလို့ဆိုက လိုက်ဆိုဆိုပြီးသူ့ရဲ့တပုတ်တဲသောဂါထာတို့ကြီးနဲ့မန်းပါတယ်။ ခံလောင်ကလည်းမိမ့်မှပေးထားပြီးဘေးကကောင်မလေးနဲ့အကြီဆိုင်နေပါသေးတယ်ဘိုးတော်ကလည်းလူနာကိုလမ်းထလျှောက်ခိုင်းတော့ဒီအတိုင်းပါပဲအဖေဖြစ်သူကိုလှမ်းခေါ်ပြီးသူ့ကိုဆေးရုံကဆရာနဲ့ပြဖို့တိုးတိုးလေးမာလိုက်ပါတယ်နောက်ထပ်အလဲကြတာကတော့ခံလောင်တို့ပါခံလောင်ကလည်းကောင်မလေးကိုကြောင်နေပြီးမိမ့်မှဖြစ်သူကနရင်ဖြတ်တိလိုက်လို့စိုက်ကြသွားပါတယ်ဒီလိုနဲ့ဘိုးတော်အရှိကိုရောက်တော့တိတ်မယုံလို့ခက်တီတီပဲကြည့်နေပြီဘိုးတော်ကနှစ်ယောက်ကြလာဘယ်သူရိုက်ထားလို့မျက်နှာကဒီလောက်ရွေးပလဲနေတာလဲဟာ ိမဖြစ်သူကလည်းမွေးကလေးကရွေးပလဲနေတာပါဘိုးတော်ကလည်းဒါဆိုရင်အနာတိုးစန်းဆိုပြီးခံလောင်ရဲ့မျက်နှာကိုလက်နဲ့မကင်ပဲခြေထောက်နဲ့ကင်ပါတယ်မျက်နှာကိုခြေထောက်နဲ့ပါရိုက်လိုက်ပါသေးတယ်ခြေထောက်နဲ့မျက်နှာကြီးကိုပယ်ပယ်နေပယ်လုံနေပြီမျက်ခုံးတွေကလည်းကောင်းသားပဲခံလောင်ကလည်းသူ့ရဲ့မျက်နှာကိုခြေထောက်နဲ့လုံနေလို့တင်းပြီးခက်တီတီကြည့်နေတာကိုအဘိုးကမျက်နှာသေးနဲ့မကြည့်ရဘူးလေဆိုပြီးခြေထောက်နဲ့ထက်ရိုက်ပါတယ်နှာခေါင်းသားကိုခြေမကြီးထိုးပြီးကဲကဲရှူလိုက်စမ်းရှူလိုက်စမ်း ွှေရင်ငွေတွေရှူသိမ်းလိုက်စမ်းနောက်ခန်းကလည်းတည်တည်လေးဆိုပြီး6000နဲ့ထိပြန်ပါတယ်ဟင်းတကယ်ပြီးပြည့်စုံတယ်တာကြီးဒီတော့မျက်နှာကို6000နဲ့နှစ်ဖက်အုပ်ပြီးအဖတိုင်နာကိုအာယုံပြည့်ပြီးလိုက်ဆိုစမ်းသူ့ရဲ့တပုတ်သေးတော့ဂါထာတော်ကိုရွတ်ကတူဝါးပါလှုပ်လိုက်ပါသေးတယ်ဒါနဲ့ခံလောင်းကခတ်တီတီပါပဲမင်းစိမ့်ကြီးနေမှာဆိုလို့စတာပါခွာလို့ဆိုပြီး6000နဲ့ထပ်အုပ်ပြီးမန်းမုတ်ကစောင့်ကန်လိုက်ပြီးမနက်ဖြန်ညနေ3:00မင်းအလုတ်ကြီးအကန်ကြီးရပြီးမှတ်လို့ပြက်ပြက်တတ်တာပြောချလိုက်ပါတယ် အဲ့ဒီနောက်မှာတော့အထူးစုံစမ်းရေးကအရာရှိကဟစ်တလာနှုတ်ခမ်းမွေးနဲ့အရာရှိတွေကိုဒုစရိုက်သမားတွေအကြောင်းရှင်းပြနေပြီးစူချင်းနဲ့စူရချိုင်းတို့နှစ်ယောက်ကထိုင်းနိုင်ငံမှာအတန်သွင်းကုမ္ပဏီထောင်ထားကြပြီးနောက်ကွယ်မှာတော့ဒုစရိုက်လုပ်ငန်းတွေလုပ်နေတာတနတ်တူကိုမှောင်ကိုစူဆောင်းနေပြီးနိုင်ငံကိုချိန်မုံမို့လုပ်နေတာလို့ဆိုပါတယ်ဒီနှစ်ယောက်ကို KGB နဲ့ CIA လက်ထဲမှာရောက်ခင်ဘသူဖမ်းမိနိုင်လဲလို့မေးတော့ခံလောင်ရဲ့ဆရာကခံလောင်ကိုရွေးလိုက်ပါတယ်ခံလောင်ကိုဖုံးဆက်တဲ့အခါမှာတော့မိမခိုင်းတာလုပ်နေရလို့စိတ်ညစ်ညစ်နဲ့လုပ်နေရပြီး ဖုံးမိတာကိုထမကိုင်းပါဘူးဒီတော့စာဖတ်နေတဲ့မိမကစိတ်မရှိတော့လို့ထပြီးပါတယ်နားကန်းနေလားဖုံးလာတာဘာလို့မကိုင်းတာလဲလို့ဆိုတော့ခံလောင်လဲလူရှိမှမို့ရှက်ရှက်နဲ့ချစ်လို့စတာပါဆိုပြီးဖုံးကင်လိုက်ပါတယ်သူ့စီယာကအလုတ်ပြန်ခန့်ပြီးအတူစုံစမ်းရေးတာဝန်ပြန်ပေးတာဖြစ်လို့သူလည်းအချိန်ကိုကြည့်လိုက်တော့ဘိုးတော်ပြောတဲ့အချိန်တိုင်း၃နာရီတိတိပါပဲဒီတော့စီယာကဖိုင်တစ်ခုကိုပေးပြီးမင်းဒါကိုသွားရှင်းလာခဲ့အခွင့်အရေးထပ်ပေးတာပဲလို့ဆိုပါတယ်ကျွန်တော်ဘယ်လိုရှင်းပြရမလဲလို့ဆိုတော့အဲ့ဒါမင်းကိစ္စ ဘာလို့တခြားဖွဲ့တွေကိုမခိုင်းတာလဲအဲ့ဒါငါကိစ္စကျွန်တော်မိမကိုဘယ်လိုပြောရမလဲဒါလည်းမင်းကိစ္စပဲမိမဖုန်းကလာတဲ့ခါမှာတော့ချက်ချင်းအချိုးပြောင်းသွားပြီတော်တော်တော်မင်းနောက်တခါထပ်မပြည့်စင်နဲ့အဲ့ဒါတော့ကျွန်တော်ကိစ္စလို့ပြောပြီးခံလောင်လေးထွက်သွားပါတယ်အိမ်ကိုရောက်တဲ့ခါမှာတော့အသွေးယူစုံစမ်းဖို့သွားမှာကိုမိမကိုလိန်ပြီးသူပြင်တဲ့ဘာသာစကားဆရာတယောက်အနေနဲ့အလုပ်သွားလုံမှာလို့ဆိုတော့မိမဖြစ်သူကထွီးဆိုပြီးကစနာမာရဲ့ခေါင်းပေါ်ကိုတရေထွီးချပါတယ် ကိုယ်နိုင်ငံရဲ့စကားကိုပဲတေးချပြီးတော့ပြောပါဆိုပြီးပြောဆိုလုပ်နေတာတွားတွားပြန်လာခြင်းလားမလာခြင်းနေဆိုပြီးမောင်းထုတ်လိုက်ပါတယ်တပတ်မှလည်းစူရချိုင်းကသူတို့ရဲ့ဒါရိုက်တာကိုတချင်းတွေမအောင်မြင်လို့ပြောဆိုလုပ်တာခံနေရကစူချင်းကလည်းကုမ္ပဏီကအယုံပေါ်နေပြီးထုတ်သည်မတဘုံမှမအောင်မြင်ဘူးဖြစ်နေတော့ဒါရိုက်တာဖြစ်တဲ့ကိုထလာကိုအောက်ထပ်၃လအချိန်ပေးလို့မှမအောင်မြင်ရင်ထွက်သွားဖို့ပြောခံလိုက်ရပါတယ်ကိုထလာလည်းအရင်တုန်းကရောင်းရတုန်းကတော့မချီးကျူးပဲအခုတော့ပြောခံနေရလို့စိတ်တုန်နေပြီးတန်ဆင်ကန်သွားတော့လဲရှူးပေါင်ရင် ကြီးကတပူပူပေါက်နေလို့ဘေးကလူကအခုချေးပါလိုက်တာကောင်းမယ်နော်လို့ပြောပြီးထွက်သွားပါလေ။အဲ့ဒီနောက်မှာတော့အဆိုးတော်ရွေးချယ်ပွဲကိုဝါသနာရှင်၃ယောက်ရောက်လာပြီးခံလောင်လဲအပါဝင်ပါပဲ။ကိုဒလာကပထမတစ်ယောက်ကိုဆန်းဆူပြခိုင်းတော့တချင်းတွေကကြီးကန်းတန်ကိုကူကူကူလို့អော်နေလို့တော်ပြီတော်ပြီဟိုမှာအပေါက်တွေ့လာမြင့်မယ်လေကြီးကန်းကကူကူကူလို့អော်ရမှာလားဆိုပြီးမောင်းထုတ်လိုက်ပါလေ။နောက်တစ်ယောက်လဲတချင်းဆိုရင်လန့်စင်ပုံစံကြီးဖြစ်နေလို့စာသားကဘန်ကောက်မြို့ရောက်သွားလိုက် ်ချစ်သူလေးနဲ့တမပင်အောက်ရောက်သွားလိုက်နေမှုတော်ပြီအဝေးပြေးကားခိတ်ကိုသွားတာလားအေးမင်းနေကိုပြန်မဲ့ကားလက်မှသွားဝယ်တော့ကြီးကန်းကိုက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 ုလို့អော်တဲ့កောင်းကိုပါခေါ်သွားလိုက်လို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့မရဲ့ကြောက်ကြီးခံလောင်ပါတချင်းဆိုတက်လားအတန်းအရန်ကောင်းပါတယ်ဆရာဒုတိယတွန်တေးလိုတော်ခေါ်ခံရတဲ့အထိပါပဲအကကရောအရန်ကတတ်ပါတယ်ဆရာမိုက်ကယ်ဂျက်ဆင်နဲ့တောင်နင်လားငါလားပါပဲဒီလိုပြောတာကိုကိုတလားကတချင်းတော်စမ်းမစိုးခိုင်းတော့ပဲ ခန်းတော်ကိုပဲယူလိုက်ကစူချင်းတို့နှစ်ယောက်ကိုတွားပြတော့စူချင်းကဒီလိုမျက်နာနဲ့ကောင်းကိုစင်တင်ပေးမလို့ဘောလို့ဆိုကပြောဆိုလုပ်နေပြီမျက်နာလားမုံပုံးလားဆိုတာမသေးပွဲဘူးချီးမွမ်းကန်းနေထုတ်နေပြီမောင်းထုတ်လိုက်ပါတယ်ကိုထလာကလည်းသူတို့ဘာပြောပြောသူယူထားတဲ့လူကိုစင်တင်ဖို့သူရဲ့တင်ငယ်ချင်းအကဆရာနဲ့တွားအပ်ပါတယ်အကဆရာကလည်းခန်းတော်ရဲ့မျက်နာကိုရှောက်ကန်ကြည့်နေပြီအောင်မြင်မဲ့မျက်နာပဲလို့ဆိုပါတယ်ဒီလိုနဲ့မင်းကကတက်လားကပိုးပါတယ်ဆရာဒါဆိုရင်အကအခြေခံတော့တိမှန်ပေါ့လို့ဆိုတော့အခြေခံဆိုတာဘာလဲဆရာ ဟာမင်းဒါတော့မသိဘူးလားတတွေးထွေးကြည့်စမ်းတတွေးတွေထွေးခိုင်းချောင်းတွေဟန်ခိုင်းပြီးရပြီလို့ဆိုကကိုဒလာနဲ့နှစ်ယောက်ပြန်လာကြရင်လမ်းမေးဆိုင်လေးမှာခွစ်တီကိုမဆားဖို့လို့ရင်ခံလောင်ကတန့်စင်ကန်သွားဖို့ထောက်သွားပါလေဒီချိန်မှာပဲလမ်းမေးအယုတ်တဲစီကနေလူတစုကကားမောင်းလာရင်စင်ရုပ်ကိုခိုးသွားပါလေဒီတော့အယုတ်တဲလဲအသေးအတန်လိုက်ပါလေကားနဲ့လူတွေကကိုဒလာစီမှာအကျွေးတွေရစီရရှိလို့ဝင်ပြီးရန်ရှာနေတော့အယုတ်တဲကအမိလိုက်လာပြီသူ့အယုတ်ကိုပြန်တောင်းကတီးကြပါတော့တယ် ။ရုပ်တဲကလည်းအတကုံတူးနေပြီးဆိုင်ရှင်လည်းခုံးကြီးကြိုးကုန်လို့ဘရားတနေရပါတယ်။ခံလောင်းကလည်းသေးပေါက်ပြီးအပြန်ကျက်မောက်သီးနဲ့လိုက်ချီသီးရောင်းတဲ့အသေးစီမှာမင်းကူသီးရှိလားစပီသီးပေးပါလို့သွားလုံနေလို့ဝဲချင်းဝဲမဝဲချင်းသွားတော့လို့ဆိုပြီးမောင်းထုံနေလို့လိုက်ချီသီးဝယ်ပြီးပြန်လာပါတယ်။စင်ယုတ်ပိုင်ရှင်ကလည်းစိတ်ရှိတိုင်းရိုက်နှက်ပြီးစင်ယုတ်ဘမလေးလုံပြီးတော့ကားပေါ်မှာအကူလို့ဆိုတော့သွားယူပြီးပြန်သွားပါတယ်။လမ်းမှာခံလောင်းနဲ့တို့ပြီးသူ့ရဲ့လိုက်ချီသီးတွေကိုကြည့်နေလို့ တော့ကြမ်းမောက်စားပေးခြင်းဖြင့်ထိုင်းနိုင်ငံကိုကာကွယ်ပါလို့ပြောသွားပါတယ်။ခံလောင်ပြန်ရောက်လာတော့အတုံးယုံတွေကိုမြင်ပြီးဘာဖြစ်လာတာလဲလို့မေးတော့ကိုထလာကသူ့ပဲဖိုက်လိုက်တဲ့ပုံစံမျိုးနဲ့ထွက်ပြေးသွားပါတယ်။တကယ်တော့လမ်းဘေးဆိုင်ပိုင်ရှင်ကကာရှိုရုံးကလူဖြစ်နေပြီးသူ့ကြောင့်လမ်းဘေးဈေးတွေဖြစ်သွားလို့ဒါချင်းချင်းမာတော့တယ်။အဲ့ဒီနောက်မှာတော့ခံလောင်ကအကရီတင်အတန်နေသွင်းပြီးတချင်းထုတ်ဖို့ကြိုးစားနေကလို့ဝဲစုံစမ်းတာကိုလည်းလုပ်နေပါတယ်။သူ့ရဲ့တချင်းတွေကမထင်မှတ်ထားပဲဝဲဝဲကိုအောင်မြင်လာခဲ့ပြီးငင်းငင်းကြောအဆူလိုတယောက်ဖြစ်လာပါတယ်။ ဒီလိုနဲ့မီဒီယာတွေအများပြားနေအင်တာဗျူးနေရပြီသူ့ကို view နေတဲ့ကောင်မလေးကိုလည်းဟိုကမေးတာတခြားသူကကောင်မလေးကိုကြောင်းတဲ့စကားတွေကြီးတဲလွတ်နေတာပါတချင်းတိတ်ခွေအချက်တသိန်းရောင်းရလို့စူချင်းနဲ့စူချိုင်းကလည်းသဘောကျနေကြပါတယ်စူချင်းရဲ့အတွင်ရင်မှုဖော်လာကိုလည်းတဲကြောင်းနေပြီညစာစားဖို့ခေါ်နေကဟိုကဒီညတော့မဖြစ်နိုင်သေးဘူးလို့ပြောကထွက်သွားပါတယ်ဒီလိုနဲ့သူ့ရဲ့တချင်းကို TV ကနေလွှင့်တာကိုမိမဖြစ်သူကမြင်သွားပါတယ်ခံလောင်ကလည်းသူ့ကိုမိတ်ကပ်ပြင်းနေတဲ့ကလေးကိုတော်တော်ကလေးအပြင်ကိုသွားဆော့လို့ပြောပေမဲ့ မသွားတဲ့အခါမှာတော့ဘိုက်ဖောက်စားလိုက်မယ်လို့ချင်းချောက်တော့ခလေးကလည်း6တော့ကိုမစားကျင်ဘူးလားလို့မေးခံရလို့တွန့်သွားပါတယ်။ကံလောင်ကလူအလစ်မှာစူချင်တို့မောင်ကိုလုံနေတဲ့နေရာကိုခိုးဝင်သွားပြီ။အလौသမားဝှေ့ဆုံနဲ့စုံစမ်းနေတော့မှာအနိုင်ရောင်ဝှေ့ဆုံတဲ့လူကိုတွေ့လို့သူလိုက်ဖမ်းတဲ့အခါမှာတော့ကြောင်တကောင်လိုပဲပေါ်ပါစွာနဲ့ထွက်ပြေးသွားလို့နောက်ကနေလိုက်ပြီ။တနက်နဲ့ချိန်ထားတော့ဟိုကလည်းသူ့ရဲ့ညီလေးကိုလဲပင်းညှစ်ထားလိုက်ပါတယ်။ဒီလိုနဲ့သူတို့နဲ့အပြန်အလှန်တိုက်ခိုက်ကြရင် သူတို့ကဝန်ထမ်းတွေကမြင်သွားပြီးနှစ်ယောက်ပေါင်းပြီးဝန်ထမ်းတွေကိုပြန်ချရပါတယ်။ပြင်းလွှမ်းရင်ပြင်းခံရင်ပဲခံတော်ကအနောက်ကိုစုတ်သွားနေကလူတန်းကြီးတယောက်နဲ့ဝန်တိုက်မိသွားလို့ဘလောက်ထိုးထိုးဟိုးကမဖြုံးပါဘူး။ဒီတော့အိုးလုံးနဲ့ချုပ်ရိုက်တော့မှလဲကြသွားပါလေ။ဒီချိန်မှာပဲနောက်တစ်ပွဲကထက်ရောက်လာပြီးပြေးရပြန်ပါလေ။ပြေးနေရင်လက်နက်တွေထုတ်တဲ့နေရာကိုရောက်တော့နောက်ကလိုက်လာတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ကတနက်တွေကိုခြာခိုင်းပြီးတူဝင်ဖိုက်ပါလေ။ဒီတော့ခံလောင်ကတီးထဲလိုက်တာခေါင်းဆောင်ပဲလဲသွားပြီး အကုန်လုံးကဝိုင်းလိုက်လို့ထွက်ပြေးရပြန်ပါတယ်။အနောက်ကနေလူတယောက်ကထွက်ရောက်လာပြီးမွေထိုင်းကွက်တွေကိုထုတ်ပြနေခြေထောက်ကိုတည်သားချောင်းနဲ့ဝင်ရိုက်သွားလို့မွေထိုင်းစမပြနိုင်တော့ပဲဖင်ထိုင်ကျသွားပါတယ်။ဒါလည်းအမလျှော်သေးပါဘူးစင်ရိုးတွေကိုလက်မှချီနေတော့သူ့ဘော်ကိုလူကပြုတ်ကျပြီးပြီးသွားပါတယ်။ခံလောင်းနဲ့ CCTV အခန်းကိုသွားပြီးအိတ်ချင်မူလူဖြစ်နေတဲ့အဆောင်ကိုခြေထောက်နဲ့စောင့်ခံထည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့စူချင်တို့က CCTV မှတ်တမ်းကနေစက်ရုံတွေကိုခိုးဝင်တာခံလောင်းဆိုတာကိုတီးသွားပြီးသူတို့စကားပြောနေတာကိုလည်းပေါ်လာက ခိုးပြီးနားထောင်နေတာပါကိုထလာကိုလည်းခန်းလောင်ကိုဘလို့တွေ့တာလဲလို့မေးပြီးကြိုက်နှက်နေကကိုထလာကလည်းသူ့လူရွေးပဲလုံတုံးကခေါ်ထားတာမို့တိုက်ဆိုင်တာမှလို့ပြောပြီးမှမရပါဘူးကိုထလာတို့လင်မယားနှစ်ယောက်စလုံးကိုသူ့တပည့်ကိုရှင်းခိုင်းလိုက်ပါတယ်ခန်းလောင်ကလည်းပေါ်လာနဲ့ကလတ်တစ်ခုမှစုံကြပြီပေါ်လာက CIA ကလက်ထောက်အေဂျင့်တယောက်ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့အရန်မိုးနေလို့အင်ကိုပြန်လိုက်ပို့ပေးပါတယ်အခန်းထဲရောက်တဲ့အခါမှာပေါ်လာကချက်ချင်းအိတ်ကျော်သွားတာကိုကြည့်ပြီးဟင်းဖြူဖွေးနေတာပဲ ။အရင်ကိုလုံးလေးနဲ့လို့တက်ပြင်းချလိုက်ပြီ။မဖြေသေးပါဘူးကွာ။မိသားစုရှိသေးတယ်လို့ဆိုပြီးပြန်လာလိုက်ပါတယ်။ခံလောင်းရဲ့မိမကလည်းအလုပ်ကိုလိုက်လာပြီ။ခံလောင်းရဲ့မိမပါလို့ပြောပြီးမှလုံခြုံရေးတွေကမယုံပဲတားထားလိုက်ပြီးဝိုင်းချုပ်ထားကြပါတယ်။ခံလောင်းကလည်းဖျော်ပြေးပွေးလုံနေကသူ့ကိုလည်းစနိုက်ပါသမားတယောက်ငါပြီးစူချင်တို့ကရှင်းခိုင်းထားတာပါ။ဒါကိုဖော်လာတော့အေဂျင့်အဖွဲ့ကရှင်းပေးလိုက်ပြီးခံလောင်ကဘာမှမဖြစ်သွားပါဘူး။ခံလောင်နဲ့သူဖြောပြေးပြီးတာနဲ့အနောက်ကိုရောက်တော့ ။စူချင်တို့ထွက်သွားတာကိုမြင်လိုက်လို့အနောက်ကနေလိုက်ချောင်းပါတယ်။စူချင်နဲ့စူရချိုင်းကလက်နက်တွေတင်ပို့ဖို့လုပ်နေပြီ။ခံလောင်ကအထဲကိုရောက်တော့ဖော်လာတို့အဖွဲ့ကလည်းအထဲမှာတိတ်တိတ်ဆိတ်လှုပ်ရှားနေကြပါပြီ။ခံလောင်ရဲ့မိမကိုလည်းစိတ်ယုံနဲ့မှကြိုးတုပ်ဖမ်းထားတာပါ။ဒါကိုခံလောင်ကတွေ့သွားပြီးမိမကိုတွားကယ်ထုတ်လာကထွက်ပြေးဖို့အလုပ်မှာပဲ။ရကြစမ်းလို့ဆိုတဲ့အတန်ကိုကြားလို့အနောက်ကိုလှည့်ကြည့်တော့ရိုးရဓာသမတစ်ယောက်ပါဓာသမကလည်းသူ့ရဲ့ဓာစွမ်းရည်တို့ကိုပြကောင်းနေပြီ ခံလောင်းကတကားဖွင့်လိုက်တော့တဏ္ဍသမား၃ယောက်ကအတင်းဆောင်နေပြီသူတို့ကိုပြစ်ထည့်လိုက်ပါတယ်ဒါပေမဲ့သူ့ကိုမထီးပဲနောက်ကဓာသမားကိုထီးသွားပါတယ်တဏ္ဍသမား၃ယောက်ပေါင်းလို့မျက်လုံးတစ်လုံးအရှိကိုမကြည့်နိုင်ကြပါဘူးစောင်းနေတဲ့လူကဆွေးပြီးတောင်းကန်နေတဲ့လူကိုထီလာမေးနေချိန်မှာပဲခံလောင်းက၃ယောက်လုံးကိုပြစ်ထည့်လိုက်ပါတယ်ဒီချိန်မှာပဲစူချင်းနဲ့စူရချိုင်းကနောက်ကရောက်လာပြီးတဏ္ဍတွေနဲ့ထိုးချင်လိုက်တော့ဖော်လာတို့အဖွဲ့ကထွက်လာပြီးဝိုင်းထားလိုက်ကြပါတယ်စူချင်းကသူ့ကိုဝိုင်းခံထားရတာတော့ လက်နဲ့ချဖို့ဖော်လာကိုပြန်ပြောနေပြီဘေးကဓာသမားကထလာလို့ခန်းလောင်ကတနက်နဲ့ပြစ်ထည်လိုက်တော့ပြစ်ခတ်မှုတွေစဖြစ်ပြီးခန်းလောင်တို့ကလည်းပြီးစုချင်တို့ကလည်းပြီးကြပါတယ်ခန်းလောင်ကပြေးနေရင်ဂျပန်ဓာသမားတယောက်နဲ့တို့ကသူကြည့်နေရင်ဝုန်းဆိုပြီးလေးဘောကိုခုံတက်သွားပြီပြန်ကြလာတော့အဝဲစားကမီးလောင်သွားလို့မဖိုက်လိုက်ရပဲမီးငိမ့်နေရပါတယ်ခန်းလောင်ကသူ့နောက်လိုက်လာတဲ့လူတွေကိုမီးတပ်ပိုက်နဲ့ထိုးပြီးစုံးမတော့မိမဖြစ်သူကကြွေသွားပြီး တထောင်နာတုံးလေးလို့ပြောနေလို့အရေးတဲ့ဒီတနာယူမကတမျိုးဆိုပြီးဆိုက်ပြေးကြပါတယ်။အပြင်ရောက်တော့သူတို့ကိုဝိုင်းခံရလို့မိမကိုပြေးပုံခိုင်းကသူ့ကိုဝိုင်းပစ်ခံနေရပါတယ်။မိမဖြစ်သူကလည်းသူ့ပုံးတဲ့နေရာကစသနက်ကိုမြင်ပြီးအကလိုက်ထဆွဲပြီးအမုန်းပြီးပါတော့တယ်။ခံလောင်နဲ့သူ့ထက်ကျန်းနေလို့ဗစက်ဟောင်းသားနဲ့ကြည့်နေရပါတယ်။ဒီချိန်မှာပဲကားတစ်စီးရောက်လာပြီးသူတို့ကိုဒုံးနဲ့ပစ်ပါတယ်။ဒီတော့မိမကိုတွားခိုင်းတာမတွားလို့ဟိုဘနဲ့နေတိုးခိုင်းပြီးခြေထောက်နဲ့စောင့်ကန်လိုက်လို့ကားခနဲ့လွင်သွားပါတယ်။ ခန်းလောင်းကိုလည်းကြီးကားကားနဲ့ပြစ်နေလို့ပုံပြီးဘေးကိုသွားပြီးတီးထက်လိုက်ကကားကိုယူပြီးပြန်ဆော်ပါတော့တယ်ဒီချိန်မှာပဲတင်ကားတစ်စီးထွက်လာပြီးလိုက်ပြစ်လို့ထွက်ပြေးရကတချင်းဆိုနေတဲ့နေရာကိုရောက်သွားပြီးပရိသတ်တွေအကုန်လုံးနဲ့ထွက်ပြေးကြပါတော့တယ်ခန်းလောင်းနဲ့ကားကိုတင်ကားရဲ့ရှေ့ကိုထားခဲ့ပြီးကရင်းပေါ်ကိုတတ်သွားပါတယ်ဇူရချိုင်ကလည်းပြေးနေရင်ပြစ်ထက်လိုက်ကသူ့လူတွေသူပြန်ပြစ်မိသွားပါတယ်ဒီတော့အနောက်ကနေဖော်လာတို့ကမှီသွားပြီးခန်းလောင်းကလည်းတင်ကားကိုကရင်းတန်လိုက်နဲ့ကတ်ထားပါတယ် ။စူရချိုင်းကလည်းကို့လူကိုတနတ်နဲ့ချိန်ပြီး မော်တော်ဘုံနဲ့ထွက်ပြေးပါတယ်။ခံလောင်ကလည်းတင်ကားကိုဆွဲမှထားရင်သူ့ကိုပြစ်ခံနေရလို့စဉ်းပြေးတဲ့အခါမှာတင်ကားကပြုတ်ကြပြီးမော်တော်ဘုံဘက်ကိုကျသွားကပေါက်ဝဲသွားပြီးစူရချိုင်းတို့နှစ်ယောက်လည်းရေထဲခုန်ဆင်းလို့လွတ်သွားကြပါတယ်။သူတို့ပြန်တက်လာတဲ့အခါမှာတော့ဖော်လာတို့ကအသင့်ဆောင်ပြီးဖမ်းထားလိုက်ပါတယ်။ခံလောင်ကလည်းမော်တော်ဘုံမောင်းတဲ့လူကိုပြစ်ထက်လိုက်ပြီးကိုကလည်းသူ့ကိုဆင်းနေရင်တည်သွားပါတယ်။ပီတာနဲ့ဖော်လာစီကလည်းစူရချိုင်တို့ကိုပေးဖို့တောင်းဆိုပါတယ်။ ဒီချိန်မှာပဲခံလောင်ရဲ့ဆရာကရောက်လာပြီးဒီလိုဖြတ်ကုပ်လို့မရဘူးသူတို့ကိုခေါ်သွားမယ်လို့ဆိုကပြန်ဝိုင်းထားလိုက်ပြီးစူရချိုင်တို့ကိုခံလောင်ရဲ့ဆရာကခေါ်သွားပါတယ်ဒီတော့မှခံလောင်ရဲ့မိမကတတိယပြီးထွက်လာကပြောဆိုလုပ်နေပြီးခံလောင်ကတတွေးနဲ့မျက်နှာကိုထွင်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခံလောင်ကိုယာထုတို့ပြီးဂုံပြူပွဲလုံပေးကခံလောင်တို့နှစ်ယောက်ကလည်းတယောက်နဲ့တယောက်အမိုးရားနဲ့ကြိုက်ပြနေပါသေးတယ်အခမ်းအနားပြီးတဲ့အခါမှာတော့သူ့ရဲ့ဆရာကထန်းဆောင်ရမယ်နောက်ထပ်တာဝန်တစ်ခုကိုထပ်ပေးလိုက်ပြီး နိုင်ငံအတွက်အကျိုးပြုမဲ့တတိယကိုတတ်တော်ဆောင်လုပ်ပေးဖို့တာဝန်ပဲဖြစ်ကဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ဘောအမောတွေပြေပြောက်ပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမှခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ